ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့2025ခုနှစ်ဇွန်လ23ရက်နေ့စကဝိုင်းပေါ့နော်အဲ့ဒီနေ့မှာတော့ကျွန်တော်တို့ကုတင်လျောက်ကြီးကတခြားဒေါ်လာရေးတာဝန်တွေရှိတဲ့အခါဒေါ်လာရေးတာဝန်တွေတွားပြီးတော့ထမ်းဆောင်နေတဲ့အခါဆရာကြီးတို့ရဲ့စကဝိုင်းကိုကျွန်တော်ဝန်ရံကနေပြီးတော့ပါဝင်ပြီးတော့အားဖြည့်ပေးထားပါတယ်အဲ့တော့မင်္ဂလာပါဆရာကြီးရောမင်္ဂလာပါဟုတ်ကဲ့ပါအဲ့တော့ဒီကနေ့အဲသတင်းကောင်းတွေရှိသလိုစိတ်မကောင်းစရာသတင်းတွေလည်းရှိနေပါတယ်သတင်းကောင်းကတော့ဒီထိုင်းမြန်မာနယ်စပ်ကထိကပလေစခန်း230လောက် လက်လွတ်ထားတဲ့ထိကပလစ်စခန်းကို KNU နဲ့တော်လိုင်းရေးတပ်ပေါင်းစုတွေကပြန်ပြီးတော့သိမ်းပိုက်နိုင်ခဲ့ပြီအဲ့တော့ကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်လုံးကိုတော်လိုင်းရေးအင်အားစုတွေအထူးသဖြင့် KNU ကထိန်းချုပ်နိုင်မှုဆိုရင်ဒီတက်ရှိ CEO ရိုက်ထားတဲ့ဥက္ကဋ္ဌစခန်းပေါင်းဝင်စခန်း၃ခုပဲကျန်တော့တယ်ဒါကကျွန်တော်တို့ဝန်တာစရာကောင်းတဲ့သတင်းပါနောက်ထပ်ကျွန်တော်တို့သတင်းစိုးတစ်ခုကတော့ဒီတော်လိုင်းရေးတပ်ဖွဲ့ရေးထိန်းချုပ်ထားတဲ့မန္တလေးတိုင်းကစင်ကူစင်ကူမြို့နယ်ထဲမှာရှိတဲ့စေးရုံတစ်ခုကို အချမ်းပတ်ဆက်ရှင်ကောင်စီကလေချောင်းကနေပြီးတော့ပေါင်300ဘုံနေကျချပြီးတော့တိုက်ခိုက်ခဲ့တယ်တိုက်ခိုက်တဲ့အခါမှာအဲ့ဒီဆေးရုံမှာမီးဖွားဖို့အတွက်ရောက်လာတဲ့အသက်30နှစ်အရွယ်ဒေသခံအမျိုးသမီးတဦးတေဆုံးပြီးတော့12ရောက်လောက်ဒဏ်ရာရတယ်လို့သိရတယ်အဲ့တော့အဲ့ဒီဆေးရုံကမြစ်တာနန္ဒဆိုတဲ့ဆေးရုံဒီဆေးရုံကြီးကကျွန်တော်တို့ဟိုလေးစားရတဲ့ဗာကျုပ်ဆရာတော်ဘုရားကြီးတိဆောက်ပြီးတော့လှူဒန်းထားတဲ့ဆေးရုံကြီးအဲ့ဆေးရုံကြီးမှာဒေသခံပြည်သူတွေရဲ့ကျမ်းမာရေးအခြေအနေတွေနောက်တစ်ခါရဟန်းတန်ဃာတွေအနီးနားမှာရှိရမတရားတို့ နောက်တစ်ခါဒီဒီစင်ကူပတ်ချာလေကဒေတာကန်ဒီအားကိုးနေရတဲ့အားထားနေရတဲ့စေယုံဖြစ်တယ်ဒီစေယုံတက်တဲ့ဘောကိုဆက်ရှုံးကောင်စီကလေချောင်းကနေတိုက်ခိုက်တဲ့အခါမှာခုလိုမျိုးအဲစင်မကောင်းဝန်းနေတဲ့ရာဖြစ်ရတယ်ဖြစ်ရတယ်ကျွန်တော်အဲ့ဒီဟာလေးနဲ့စပြီးတော့ဆွေးနွေးလိုက်အောင်ပါအဲဒီမှာဒီစင်ကူကိုစေယုံကိုကျဲတယ်ဆိုတော့တတအုပ်နေတဲ့စကန်အိမ်မှာဒါညပတ်တက်ကျဲတယ်လို့သိရတယ်ဗောနော်တတအုပ်ကတော့အများဆုံးကတော့ရွှေဝန်းတာတီလေးဖြစ်ဖို့ဒါရခိုင်တို့များတယ်ဗောလေ ဒါနောက်တစ်ခုကရှေ့မှာညီလေးပြောတဲ့ဥစ္စာပေါ့ခုနရဟန်းတန်ခါတွေရဲ့နောက်ခုနဟိုဘောက်မိဖွားမဲ့ဟိုဘောက်မိခင်တွေဒါဘုံကျဲတိုက်ခိုက်တယ်ဆိုတော့စစ်တပ်ကခုအာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာဟိုဒါဆေးရုံလို့ပါလို့ဆိုမကျဲတဲ့မကျဲထိုက်တဲ့နေရာတွေပေါ့နော်ခုနလိုအပြစ်မဲ့ပြည်သူတွေကိုဟိုဘုံကျဲတိုက်ခိုက်လာတယ်ဆေးရုံဆေးကန်းနောက်ဘုံကြီးเจ้าဒါဟိုတာတတိကအဆောက်အအုံမှန်တမရကိုလည်း ပြစ်မှတ်ထားပြီးတိုက်ခိုက်လာတာမျိုးတွေပေါ့နောက်စတင်ကြောင်းဟုတ်အစိုးရအဆုံးပဲဒါဟိုချိန်မှဆိုလဲကိုတော့စကိုင်းတိုင်းဦးထိန်တွင်းကျော်မှာတော့လည်းဒါစတင်ကြောင်းဘုံကျဲတိုက်ခိုက်မှုတွေလောက်လာတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒါလေဒက်ကိုလည်းမျက်စိမပြတ်ကိုတော့တော်လိုက်ရဲဘော်တွေအနေနဲ့ဒါတခုခုတော့တံပြန်တင်တယ်လို့တော့ဟိုကတွေးတွေးမိတာပေါ့ဟုတ်ကဲ့ အဲ့တော့ဟိုကျွန်တော်တို့ရှေ့မှာလည်းဆရာကြီးပြောသလိုမျိုးပဲ ordinary ဖြစ်စဉ်ဟိုရှေ့မှာလည်း layer ကုန်းလိုမျိုးဖြစ်စဉ်မျိုးတွေနောက်စကိုင်းတိုင်းနဲ့ layer ကုန်းလိုဖြစ်စဉ်မျိုးတွေနောက်တစ်ခါဒီ greedy data မှာဆိုရင်လည်းဈေးယုံဈေးကန်စစ်ဆောင်စခန်းတွေကိုခဏခဏတချို့ဆိုရင်3-4កောက်အထိတောင်မှပြန်ပြီးတော့ကျဲခံရတဲ့စစ်ဆောင်စခန်းတွေရှိတယ်ဒီဘန်ကောက်စစ်ဆောင်စခန်းဆိုရင်3-4កောက်လောက်အထိအကျက်ခံကျွန်တော် greedy data မှာရှိနေတော့အဲဒီဒီဘက်ကိုပြန်မြောက်ခင် greedy မှာရှိနေတော့တစ်ခေါက်ကျဲတယ်အဲ့တော့ဆိုခလေးငယ်လေးတွေ ခုနှစ်ဦးရှစ်ဦးလောက်ထိကိုတကယ်ကလေးငယ်လေးတွေတည်ဆုံးရတယ်ဆက်ဆောင်ပြည်သူတွေတည်ဆုံးရတယ်အဲ့တော့ကျဲပြီးတော့အဲ့မှာပဲပြန်ပြုတ်ပြင်းပြောနောက်ထပ်တော့ထပ်မကျဲလောက်တော့ပါဘူးဆိုတော့နေတော့နောက်ထပ်ထပ်ကျဲပြန်တယ်ဒုတိယတစ်ခေါက်တကူမကြသေးခင်နှစ်လလောက်တစ်လခွင်နှစ်လလောက်ကမှထပ်ပြီးတော့တတိယတစ်ခေါက်ထပ်ပြီးတော့ကျဲတယ်ဖြစ်စဉ်မျိုးတွေပေါ့အဲ့လိုမျိုးဆရာကြီးပြောသလိုမျိုးပဲဆက်ရှုံးကောင်စီကတော့သူလက်လွတ်ဆုံးရှုံးရတဲ့မျိုးတွေကိုအပြန်ပြီးတော့ရအောင်တိုက်ယူမယ်ဆိုပြီးတော့ကြွေးကြော်နေပေမဲ့လက်ရှိအရှိတရာလုံရက်ကတော့ဘီသူတွေ ယဟန်တန်ဃာတွေဆေးရုံဆေးခန်းတွေဒါတွေကိုပဲပြစ်မှတ်ထားပြီးတော့ရုပ်မာနေတဲ့ဖြစ်စဉ်လောက်ရက်တွေကိုကျွန်တော်တို့တွေ့မြင်နေရတာဖြစ်ပါတယ်အဲ့တော့ဒါကတော့ဒီမြမပြည်တွင်းမှာဖြစ်နေတဲ့လက်တလောဝန်တာတရားကောင်းတဲ့သတင်းတွေနဲ့ပြည်သူတွေကိုဘုံကျက်တက်ဖြတ်တဲ့သတင်းတွေပေါ့နောက်ထပ်ကဘာကြီးမှာလည်းအားလုံး TV ဖြစ်တဲ့အတိုင်းလှုပ်လှုပ်ရွရွာဖြစ်နေတဲ့သတင်းတွေရှိပါတယ်ဒါကထရန့်အစိုးရလက်ထက်မှာထရန့်ကတော့စစ်ပွဲကြီးကိုစတင်လိုက်ပြီးအီရန်ကိုအဲတကယ်သူတို့ရဲ့ဗီဒူးလေလေရင်ကြီးတွေနဲ့ အီရန်ရဲ့ဒီနျူကလ িয়ার စက်ရုံတွေတည်ရှိထားတဲ့နေရာ၃ခုကိုကျဲချတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေကိုကျွန်တော်တို့တွေ့မြင်ရတယ်။အဲ့တော့ဒီစိတ်ဝင်စားစရာကောင်းတာ B2 service ဆိုတဲ့အဲ့ဒီလေရင်တွေပေါ့ဆရာကြီးကလေတက်ကဆိုတော့ကျွန်တော်အဲ့ဟာနဲ့ပတ်သက်ပြီးတော့သိကျင်တဲ့ခါကျတော့အဲ့ဟာနဲ့ပတ်သက်ပြီးတော့ဆရာကြီးသိသမျှဘုဒ္ဓတရားကျွန်တော်တို့ကိုပြောပြပေးပါဟုတ်။ဟိုဒီ B2 နဲ့ပတ်သက်ပြီးတော့အရန်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ B2 လေရင်နေပြီးတော့ခုနကလို့အမြင့်ပေ9000လောက်ကနေမှခုနလေချောင်းတိုက်ခိုက်လို့ ရတယ်ဆိုတာကိုသွားတွေ့ရတာပေါ့နော်တွေ့ရတဲ့အခါကျတော့ကိုတို့ဒီမြန်မာနိုင်ငံရဲ့စစ်ကောင်စီရဲ့လေတပ်မှာဆိုတော့တော်တော်များများ jet fighter တွေကပေ3000အဲဟိုတတောင်းအောက်ကပဲတော်တော်များများလေချောင်းတိုက်ခိုက်မှုလောက်တာများတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကိုတို့တက်သေးမှနေခဲ့တော့ Y8 လေရင်စီးခဲ့တော့ဆိုရင်ပေ1000ကျွဲဆိုရင်ဟိုအောက်ကဘာမှမမြင်ရတော့လူတွေအိမ်တွေမမြင်ရတော့ဘူးပေါ့နော်။ဒါကခုန B2 ကခုနပေ9000 ငါနေမှာလေချောင်းတိုက်ခိုက်မှုလုံနိုင်တဲ့စွမ်းအားကိုသွားတွေ့ရတယ်နောက်တစ်ခုကသူ့ရဲ့ speed ပေါ့တနာယူသူကခုနလို1300 1300ကီလိုမီတာပေါ့နော်အထူးပြန်ပြန်တန်းနိုင်တယ်နောက်တစ်ခုက nautical mile နဲ့ဆိုရင်ကိုကိုတို့က945 nautical mile ပေါ့ speed အဖြစ်ကြည့်မယ်ဆိုရင်တမိနစ်ကို6မိုင်လောက်လောက်အထိကိုသူကပြန်တန်းနိုင်အောင်သွားတွေ့ရတယ်ပေါ့နော်အဲသူကျဲတဲ့ဘုံကိုလည်းပြန်ကြည့်လိုက်လို့ရှိရင်ခုနအဲကိုတို့ဟိုပါပေါ့ GPU 57ဆိုတဲ့ဘုံပေါ့နော်အဲ့ဒီဘုံကလည်းပေါင်3000ဆိုတော့ဒါဟိုလေထဲမှာတော့တော်တော်များများညီလေးရဟိုကိုတို့ A7 A5 ကိုတို့29တို့ပါတော့ပေါ့နော်အဲ့လိုကိုတို့လေထဲမှာတော့အများဆုံးတင်လို့ရှိရင်သူကလင်းတစည်းကိုပေါင်2000 2000ဆွဆွနေတော့ပဲတင်တာများတယ်ပေါ့ဝိုင်းဝိုင်းတွဲတို့ပါတော့ဆိုရင်လည်းခုနပေါင်2000ကျော်ကျော်တော့ပဲတင်ပြီးပုံကျဲလေးရှိတယ်ဒီ V2 နီးမှာပြန်ကြည့်လိုက်တော့ တော့ဘုံတလုံးတင်ပဲပေါင်း3000ဖြစ်နေပေါင်း3000ဖြစ်နေပြီနောက်တစ်ခါဒီ B2 တင်ဆောင်နိုင်တဲ့ဟိုတိုတယ်ပေါင်းပါလဲခုနကပေါင်း8000ကျော်ဆိုတော့8000နဲ့မှ900ပေါင်းထိတင်နိုင်တယ်လို့သိရတယ်ဗောနော်8500ဆိုတော့ခုနကတို့ဝိုင်းတွဲဆိုရင်ဒါဝိုင်းတွဲတင်တဲ့နှုံးနဲ့ကြည့်မယ်ဆိုဝိုင်းတွဲအစီး40နီနီဗောဂျက်ဖိုက်တာဆိုလဲအစီး40နီနီဟိုဒါတော့ရှိတဲ့ဟိုဘုံကိုသူတင် တင်ဆောင်နိုင်တာလို့တွားတွေ့ရတယ်အဲနောက်ခုဟိုဒီစစ်ကောင်စီရဲ့လေတက်မှာဆိုရင်ကိုတို့ကကို flight အကြီးဆုံးတဲ့မှာမှာ Y8 ပေါ့ Y8 ဆိုရင်ဒါသူ့ရဲ့ဟိုတင်ဆောင်လေးရှိတာတော့ပေါင်2000 2000ဆိုရင်ဒါ B2 နဲ့ Y8 နဲ့ရှင်းမယ်ဆိုရင် Y8 ၄စီးစာတော့ဟိုတင်ဆောင်နိုင်တယ်လို့သိရတယ်ပေါ့နော်နောက်နောက်တစ်ခုကသူသွားနိုင်တဲ့ range ဆိုရင်လည်းဒါကီလိုမီတာ1900 1900ဆိုရင်ခုနကိုရောနော်တကယ်မိုင်နဲ့ဆိုရင်1000ကျော်ပေါ့ တပေါင်းကျော်ဆိုတော့ပြန်စဉ်းစားကြည့်လိုက်တော့ခုနမြန်မာနိုင်ငံတောင်ဘက်နဲ့မြန်မာနိုင်ငံရဲ့မြောက်ဘက်ပေါ့နော်မြန်မာနိုင်ငံရဲ့တောင်ဘက်ကော့တောင်းကနေကမြန်မာနိုင်ငံရဲ့မြောက်ဘက်ပူတာအိုအထိရှိတဲ့မန်ယာမှာခုလိုဟိုပေါ့1035 nautical mile ပဲရှိတယ်ပေါ့နော်အဲခုနဘီတူးလေရင်ကမြန်မာနိုင်ငံရဲ့တောင်ထဲမြောက်ကိုခုနစီမဖြေဘဲနဲ့ဟိုအ ਨੇ စုံ50ကောက်လောက်သွားလို့ရတဲ့အနေအထားမျိုးပေါ့နောက်တစ်ခုကလေပေါ်မှာလဲသူကခုနလိုဟို 54နာရီတို့ပါတော့နေနိုင်တယ်လို့လည်းသိထားရတယ်ပေါ့နော်54နာရီဆိုရင်ပဲညီလေးရနှစ်ရက်နီးနီးလောက်အာနေနိုင်တာကိုသွားတွေ့ရတာပေါ့ပြီးတော့ဟိုသူ့ကိုလည်းဒီတင်စားပြီးပြောကြတာကုပြောက်လေရင်ဆိုပြီးတော့ပြောကြတာမျိုးရှိအဲ့ဒါရောဘယ်လိုမျိုးသူကတော့ဒီသူဒီလေရဗီတူးလေရအင်ဂျင်လေးလုံးပါပြီးတော့ဒီတောင်ပန်တဲမှာဟိုဒါအင်ဂျင်တွေဟိုကဖြစ်ထားပြီးတော့ဒီရေဒါမမိနိုင်အောင်လို့ပေါ့လေရေဒါမမိနိုင်အောင်လို့သူကိုဖြောက်ထားတယ်နောက်တစ်ခုကသူ့ ကိုခုနတမယိုးချလက်နက်နဲ့ခုနနျူကလ িয়ার လက်နက်ဆိုပြီးတော့နှစ်မျိုးဒါဟောပေါ့ပုံကျတက်ခိုက်လို့ရတဲ့အနေအထားမျိုးပေါ့အဲ့ဒါအောင်မှာခုန boring company ကနေမှသူကအဓိကတော့ခုနနျူကလ িয়ার ဟိုလေရင်နဲ့ဘုံကျဲနဲ့ဒီဇိုင်းမျိုးကိုဆွဲပြီးတော့တိဆောက်ထားတယ်လို့လည်းသိရတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အချက်လက်တွေရှာဖို့ကြည့်တော့ဒီကောင်ကြီးကပေါ်နေတာစပြီးထုတ်လုပ်နိုင်တာကျွန်တော်တို့တသက်လောက်ရှိပြီပေါ့60ခွန်လောက်တည်းကဒီကောင်ကြီးစပြီးတော့ထုတ်လုပ်ထားနိုင်တာဆိုတော့ အာအခုလေအဲ့ဒီလေရည်နေနဲ့တုံးပြီးတော့အဲကဘာကြီးမှာလှုပ်လှုပ်ခက်ခက်စစ်ပွဲဆလာပြီဆိုတော့အရင်ကာလတွေတုန်းကရောဒီလိုမျိုးကဘာမှာလှုပ်လှုပ်ခက်ခက်အလေချောင်းတိုက်ခိုက်မှုတွေတခြားတိုက်ခိုက်မှုတွေဖြစ်တော့စစ်တပ်ထဲမှာကြုံဘူးတယ်ဆရာကြီးတို့အတွေ့အကြုံစစ်တပ်ထဲကဘလိုမျိုးတွေဖြစ်ဘူးလေအဲ့ဒါတွေလည်းရှင်းပြောပြပါဦးဟုတ်ဟိုမမရရပေါ့ဒါ2000တခုနှစ်စက်တင်ဘာ17ရက်နေ့ပေါ့2000တခုနှစ်စက်တင်ဘာ17ရက်နေ့ကတော့ဒါအမေရိကန်မှာရှိတဲ့ခုနကကိုတို့ World Trade Center ရဲ့ နောက်ပြီးတော့ Washington DC နဲ့ Pentagon ကိုလေကြောင်းတိုက်ခိုက်မှုလုပ်တယ်ပေါ့နော်လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အချိန်အဲ့ဒီတော့လေကြောင်းတိုက်ခိုက်မှုလုပ်တာတော့ကိုတော့ဒီ Osama Bin Laden နဲ့အဖွဲ့လို့သိရတယ်ပေါ့နော်သိရတဲ့အခါကျတော့ဒါလေရင်၄စီးနဲ့ပေါ့လေရင်၄စီးကတော့ခုနလေရင်မျိုးစားတွေကတော့ Boeing 767 7200ရဲ့နောက်နောက်တစ်ခုက Boeing 757 7200ဆိုပြီးလေယာဉ်အမျိုးအစားကကိုတော့နှစ်မျိုးပေါ့နောက်တစ်ခုက Airline ဒါ American Airline နဲ့ခုန United airline ဆိုပြီးတော့အဲ United airline ကိုတို့ဟိုဟာပေါ့ flight number 175တို့နောက်တစ်ခုက93တို့ဟိုဟာပေါ့ American airline ဆိုရင်ကိုတို့ဟို77နဲ့11ဆိုပြီးတော့ခုနလေးရင်အမျိုးအစားနှစ်မျိုးနဲ့လေးရင်လေးစီးနဲ့ဒါလေးချောင်းတက်ခိုင်းမှုလောက်တာပေါ့လောက်တဲ့အချိန်မှာပဲဒါကိုတို့အဲ့ဒီချိန်တော့ဟို2000ခုနှစ်ကမင်္ဂလာတော်လေးတဲ့စကန်ဌာနချုပ်ရဲ့ခိတ္တဌာနချုပ်မှုပေါ့အဲ့ဒါတော့ဘုံဘုံမှုကြီးဇေယျပေါ့ ဝမီးစေဟွားနေမှာဒါအဲ့ဟိုအမေရိကန်မှာတော့မနခင်ပိုင်းလို့သိရတယ်ကိုတို့မြန်မာနိုင်ငံမှာတော့ညာဘက်ပေါ့ဘိုးကျောင်းဝမီးစေဟွားနေပြီးတော့ကိုတို့စစ်စေဌာနတဲ့ကိုဝင်လာပြီးတော့သူကနေမှာနေဝရခုချက်ချင်းအုံမှုတက်မှုဌာနမှုတွေကိုခုချက်ချင်းစစ်စေခံပါတယ်ကိုဆက်ရှင်းခေါ်ဆိုပြီးတော့သူကပြောတာပေါ့နော်ပြောပြီးတော့အဲ့လိုပြောပြီးတော့နေဝရအောင်နဲ့စလောင်းဖွဲ့စလောင်းဖွဲ့နဲ့စလောင်းဖွဲ့ပြီးတော့အဲ့တော့အေဂျင်စီရရှန်တယ်ပေါ့ ဟိုချစ်ပေဆလောင်းခဲ့ဆိုတော့တောတောတန်ယုံကလည်းအဲ့အချိန်တော့နိုင်ငံခြားသတင်းတို့ဘာလို့တောတောဟိုမကြည့်နိုင်ဘူးပေါ့နော်အဲဟိုသတင်းဖွင့်ခိုင်းပြီးတော့မှသတင်းဖွင့်တဲ့အချိန်ကျမှဒီအချာစီးရချက်နေရနေမှာဒီအမေရိကန်ဟိုဒါလေတောင်းတက်ခိုင်းမှုလုပ်တဲ့ဟာကိုပြတာပေါ့ပြတဲ့အချိန်မှာဒါဗိုလ်ချုပ်စီရင်ကခေါ်တော့အခုဖုံးလန်းဆက်ခေါ်ရတာပေါ့အဲ့တော့အုပ်ချုပ်ရေးတပ်မှုဆိုရင်ဒုဗိုလ်မှူးကြီးမြင့်ဦးရွှေတို့တို့လက်ညကဌာနမှုဆိုရင်ခုနဒုဗိုလ်မှူးကြီးမြတ်ထွန်းတို့အဲအဲ့လိုပေါ့ခုနဗိုလ်မှူးကြီး ူဘုံမူကြီးကိုဖုံးဆက်ပြီးခေါ်ညာအဲ့ချိန်ဖြစ်နေတဲ့အခါကျတော့ခုနတချို့အုပ်ချုပ်ရေးတမူဘုံမူကြီးမျိုးရွှေလို့ပါလို့ဆိုဒါကသူကတောက်တက်စားတတ်တဲ့အချိန်ပေါ့ခုနအဲ့ချိန်မူတူနဲ့တဲ့မှာမူးမြေတင်ဟိုဟိုပြုံးစားပြင်းအောင်နဲ့ပေါ့ကိုတို့လေချောင်းရံကကွယ်ရေးကိုကဲမှုဌာနမှုကတော့အဲ့ဒီတော့ဒူဘုံမူကြီးကြော်လဲဦးပေါ့သူတို့၃၄ယောက်လောက်ဒူဘုံမူကြီးတက်လာစစ်စေးကမ်းပါလေလေဒီ၃၄ယောက်ယောက်လဲယောက်ယောက်နေဝဲအောင်ဘာဖြစ်တာလဲဘာဖြစ်တာလဲပေါ့နော်ဘာဖြစ်တာလဲအဲ့လိုပဲတော့အမေရိကန် နိုင်ငံဒီဝါရိတ်ဆန်တာကိုလေကြောင်းတိုက်ခိုက်ခံရလို့ဆိုပြီးတော့ဒီတရေအောင်ကကိုကပြလိုက်တာပြလိုက်တဲ့အချိန်မှာပုံမျိုးပုံမျိုးဒုပုံမျိုးမြေဦးရွှေရနေပြီဟာကွာဘာမှမဆိုင်ဘူးဗောနော်အမေရိကန်အဝေးကြီးပဲမြန်မာနဲ့ဗောနော်နောက်တစ်ခုကညောင်ဦးကမ်းပါပြူတာနဲ့နမပေါင်ကျူတာနဲ့ဘာမှမဆိုင်နဲ့ဟာအဲ့တညာလုံးကတော့သူတို့ခုနအဲ့အုံမှုတံမှုဌာနမှုတွေကဒီလေကြောင်းရံကခွဲကိုကဲမှုဌာနစစ်စစ်ဌာနမှာဒရင်ဘတ်တွေချပြီးတော့အဲ့အမတရားဗောလေ ်မသိမယ်ခုနကချက်ချင်းဟိုဟန်ကာတွေတည်းကနေမလီနေပဲဆွဲထုတ်ပြီးတော့တတ်တော်မလို့လို့ပါလို့လို့ပေါ့အဲ့လိုဖြစ်ပြီးကြုံခဲ့ရတာပေါ့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ခုနပြောသလိုမျိုးပဲကဘာကြီးမှာတော့လှုပ်လှုပ်ခက်ခက်လှုပ်လှုပ်ရွရွာစည်ရည်တရင်တွေရှိလာပြီးအဲ့ဒီထဲမှာကျွန်တော်တို့လေတက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆရာကြီးနဲ့ဒီနေ့စကားဝိုင်းမှာအဲကျွန်တော်တို့ဒီဘုံကျဲတဲ့လေရင်မျိုးစားတွေမြန်မာနိုင်ငံနဲ့နှိုင်းရှင်ပြီးတော့ကျွန်တော်တို့ကြည်တာပေါ့အဲ့တော့အဲကဘာကြီးမှာဒီတိုင်းလှုပ်လှုပ်ရွရွာဖြစ်နေတာကိုရှိမှလည်းဒုက္ခတွေများနေတာကိုရင်နဲ့ဘာဆိုင်လဲကဘာကြီးကတော့သူ့အတူ ဝေးတယ်ဆိုပြီးတော့လဲကျွန်တော်တို့ဒီနောက်ပိုင်းမှာသဘောထားလို့မရတော့ပါဘူး။ဘာကြောင့်လဲဆိုရင်အနီးနားမှာကအိန္ဒိယမှာလည်းနျူကလ িয়ার ရှိတယ်။ကျွန်တော်တို့တရုတ်မှာလည်းနျူကလ িয়ার ဘုံတွေဒီရာနဲ့ချီပြီးတော့ရှိတယ်။အဲ့တော့နျူကလ িয়ার စစ်ပွဲတာပြင်သေးကြတယ်။နှစ်ဖက်ကြားကြားညက်နေတဲ့ကျွန်တော်တို့နိုင်ငံလည်းဟိုခဏလေးအတွင်းနေတယ်ပျောက်ကွယ်သွားနိုင်တယ်အရေးမျိုးပေါ့။အခုကတော့အဲ့လိုမျိုးစိုးရိမ်ရတဲ့ခြေနေဖြစ်တယ်။အခုလသမကအန်ဒူဂရက်စ်ပြောထားပြောထားတယ်လို့ပဲ။သူချ ိုချနဲ့ဒီမဆုံးနိုင်တဲ့တန်တရားမျိုးကြီးလယ်နေမှာကိုလည်းကျွန်တော်တို့ကစိုးရင်ရတယ်။ဘာကြောင့်လဲဆိုတော့အီရန်ကလည်းတေချာတယ်ဒီလိုမျိုးတိုက်ခိုက်ခံရမှုပုံဟိုအသာလေးတော့ညင်နေမဲ့အနေအထားမျိုးမရှိဘူးပေါ့။အဲ့တော့နောက်ရမှာဘာတွေထပ်ပြီးတော့ထူးခြားလာမလဲ။အဲကမ္ဘာသတင်းထူးတွေနဲ့အတူကိုတင်လင်းအောင်အဲတော်လိုင်းကြီးတခြားလုပ်ငန်းတွေမပြီးမချင်းတော့ဆရာကြီးနဲ့ကျွန်တော်နဲ့အနေနဲ့ပြည်သူတွေကိုသတင်းကြောင်းရည်နဲ့အတူစီးရေးသုံးသက်ချက်တွေကိုပြောဆိုတင်ဆက်ဆွေးနွေးပေးပါမယ်။ခုလိုမျိုးလာရောက်ကြည့်ရှုကြတဲ့ပြည်သူတို့တူတူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။